ားမှာတော့ဟိုစတဲ့ကကျွန်တော်ကပဲစိတ်ကူးရတော့ကျွန်တော်ကဒီဇက်ကားရဲ့ဇက်လန်းနဲ့ဇန်ညိုနှစ်ခုလုံးကျွန်တော်တာဝန်ယူထားငကူတော့ကကျွန်တော်တို့ကကုမလင်းလင်းပြောကျွန်တော်ထောင်ထဲမှာနေရတဲ့ကျွန်တော်တငယ်ချင်းနေနဲ့ဒီဒေသရဲ့ဒီဇက်လန်းတွေကိုကျွန်တော်နားနဲ့မဆန့်အောင်ကြားနေရတာဆိုခဏခဏကြားနေရတော့ကျွန်တော်ကအဲ့ဒီဇက်လန်းကကျွန်တော်2000စနစ်ထောင်ထဲကထွက်လာကြတဲ့ကကျွန်တော်ရင်ထဲမှာရှိပြီးသားစပ်ပါတို့တော့ဟို မလုတ်ဖြစ်ခဲ့ဘူးဒါနဲ့ကျွန်တော်ချာချာရေးပြီးတော့ကျွန်တော်တိုက်ရိုက်တော့တိုင်ပင်ရတယ်အဲဒီဇက်လန်းကိုရိုက်မယ်2013လောက်တည်းကရေးပြီးတော့2016လောက်ထိမရိုက်ဖြစ်ဘူး16မှာတခါရိုက်မယ်ဆိုပြီးကျွန်တော်ထပ်ဖြစ်တယ်ထပ်ဖြစ်တဲ့ခါကျတော့ထပ်ပြင်ရတယ်ကျွန်တော်စပ်ပြီးပြင်ပြီးတော့ရိုက်ကြရအောင်ဆိုပြီးတော့ကျွန်တော်တို့ကလှုပ်ကြတယ်ကျွန်တော်လည်းနည်းနည်းအားပြီဆိုပြီးထင်လို့ဒါပေမဲ့ထုံးစံတဲ့အလုပ်တွေပြန်ပေါ်လာပြီဒီမိုကရေစီရုပ်ရှင်ရက်တရက်ပဲဆိုတာပေါ်လာတော့ကျွန်တော်တို့အဲ့ဒီမှာဝင်ပြိုင်လိုက်တာဝင်ပြိုင်လိုက်တော့အရွေးခံလိုက်ရတော့ဒီမိုကရေစီရုပ်ရှင်ရက်တရက်ပဲ ကျွန်တော်တို့စကားကြောက်ပါဒါရေဖွံ့ဖြိုးရေးကိုကိုကိုယ်တိုင်လုံးအောင်သူများလုပ်လို့မရဘူးဟိုလူမျော်ဒီလူမျော်ဟိုလူဟိုလူဟိုတိုင်အဲ့ဒါမဆိုင်ဘူးကိုဒေသရေးဖွံ့ဖြိုးရေးကိုကိုယ်တိုင်လုံးအောင်ကိုလက်နဲ့ကိုလုံးအောင်ဆိုတော့ ရည်ရွယ်ချက်ပါဒီရည်ရွယ်ချက်ပေါ်မှာအခြေခံတဲ့တည်းဒီတရာစောတိဆိုတဲ့ကျောင်းဆရာလေးဖြစ်သွားပါတယ်သူကစေရန်အောင်ပြီးတက်ကတူတက်ပြီးအလုတ်လုတ်လို့ရရရနဲ့မလုတ်ဘူးငါတယောက်တည်းစေရန်အောင်အတိတ်ပဲရှိဘူးငါလိုပဲတတိသလုံးမှာရှိတဲ့လူငယ်တွေစေရန်အောင်အောင်ပဲဆိုစိတ်နဲ့သူတိသကိုသူပြန်ပြီးစာပြန်တယ်ဇက်ကောင်တွေကကျွန်တော်တို့တနိုင်ငံလုံးကိုကိုစားပြုပါလိမ့်မယ်တကယ်ကတော့ကျွန်တော်အတန်တောင်ကို ပြတယ်လို့ပြောပေမဲ့တကယ်ကမြန်မာတိုင်းနိုင်ငံလုံးကိုခြုံငုံမိတဲ့ရုပ်ပုံကားချက်တစ်ခုပါကနဘူးမြန်မာ